မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွရနဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစွရကိုချီးမွမ်းပါလေ။ချုပ်ခြေစွရကြောင့်2025ခုနှစ်မတ်လ28ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါလေ။နေ့ရက်စတိုင်းခြေရှုသူအားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေ။ကျွန်တော်ယခု ိုက်ချီအင်ကုန်းချီရွာမှာရှိတဲ့ကျွန်တော်တို့မြစ်တာလက်တော်ခလီပြုစုပြောထောင်ရေးကကျွန်တော်တို့အသင်းတော်ရဲ့တိဆောက်နေတဲ့ဒီခလီကြီးကချန်စီကိုခတ်နေတဲ့နေရာကိုကျွန်တော်ရောက်ရှိနေတာဖြစ်တယ်။ဒီကနေကျွန်တော်လိုက်ဖွဲ့နေခြင်းဖြစ်ပါတယ်။ဆစ်တောင်းကြပါစို့။အဖတ်ဖျားချီးစုတင်ပါတယ်။နှုတ်ဘတော်နားထောင်သောသူများကောင်းချီးပေးပါ။နေ့စဉ် live ချီးစုသောသူများကောင်းချီးပေးပါ။ဒီဆောက်ဆရာဖြစ်စေပါ။ယနေ့လေကျွန်တော်မြန်မာပြည်မှာငလျင်လှုပ်ခြင်းကြောင့်တချို့နေ့ပြည်နယ်နဲ့တိုင်းသီးသီးမှာပြုတ်ပြတ်သွားတဲ့သူများ အဆောက်အဦတွေအိုးအိမ်တွေစီစိမ်တွေပျက်စီးသွားတဲ့သူအသက်တွေထိခိုက်သွားတဲ့သူတွေကြနေတဲ့မျက်ရည်များဖျက်ရှင်တုတ်တော်မူပါမြန်မာပြည်မှာထပ်ပြီးငလင်တွေမလှုပ်အောင်ကဘာကြီးမှာငလင်တွေထပ်မလှုပ်အောင်ဖခင်သခင်ပဲကွယ်ကပါအခုလည်းကျွန်တော်ပြောခြင်းထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါအခီးရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါလေဖခင်အာမင်ဖြတ်ရှင်ရဲ့ခြေစော်ကိုအချီးမွမ်းပါလေကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်မှဖြစ်တယ်အဲ့ဒီခေါင်းစဉ်ကတော့ပါလေဆိုတော့ တကီရှုကားတိုင်းပေါ်တက်တဲ့အခါမှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့ဖြစ်ရရှိခုကျွန်တော်နားထောင်မှာဖြစ်တယ်။အဲ့တော့ခေါင်းစဉ်ကိုအတိအကျပေါ့နော်။ပေါ်ပြရမယ်ဆိုရင်တော့ယေရှုခရစ်တော်ကားတိုင်းတော်တက်ဆင်အခါမြင်တွေ့ရသော ထူးခြားသည့်ဖြစ်ရရှိခုယေရှုခရစ်တော်ကားတိုင်းတက်ဆင်ခါမြင်တွေ့ရတဲ့ထူးခြားသည့်ဖြစ်ရရှိခု အဲ့ဒါကိုကျွန်တော်နားထောင်မှာဖြစ်တယ်။ဒါကြောင့်လဲဆိုကျွန်တော်အခုချိန်ကာလဝါရင်ကာလလေးဖြစ်တယ်။တချို့လဲဒီကားတိုင်းနဲ့ပတ်သက်ပြီးအများကြီးစင်ကြယ်လျက်နှက်ွက်တော်ခံယူနေတာဖြစ်တယ်လို့တချို့လဲဝါရင်ကာလမှာအဆရှောင်းတဲ့ဖြတ်တန်းခြင်းကားတိုင်းတော်နဲ့ပတ်သက်ပြီးစင်ကြယ်နေခြင်းဟာမင်္ဂလာရှိတယ်။ဒါကြောင့်တခိရှုကားတိုင်းမော်တက်တဲ့အချိန်မှာထူးခြားတဲ့ဖြစ်ရက်တွေဒဲမာမအရေးကြီးတဲ့ဖြစ်ရက်၈ခုဖြစ်ခဲ့တယ်။ ယေရှုခရစ်တော်ကလည်းတက်တဲ့အချိန်မှာအဲ့ဒီဖြစ်ခဲ့တဲ့ရှစ်ခုတည်းကနံပါတ်1ပထမဆုံးတစ်ခုကတော့ဘာလဲဆိုတော့သင်းញိုင်းဂူတွေပွင့်ခဲ့တယ်။အဲ့ဒီသင်းញိုင်းဂူတွေပွင့်ပြီးတော့လူတွေထမြောက်ခဲ့တယ်။အဲ့ဒါအအောင်စစ်တွေ့ရတယ်။ရှင်မလကရမင်ကျွန်တော်အခန်းကြီး၂၀ခေါ့အငယ်၅၂ကိုဖတ်ရင်ကျွန်တော်အဲ့ဒါလေးတွေ့ရမသက်၂၀ခေါ့အငယ်၅၂ ကျွန်တော်အဆင်ပြေမယ်ဆိုကျွန်တော်လည်းဖတ်ပြချင်ပါတယ်။မသိ29:52မှာသင်္ချိုင်းတို့သည်ပွင့်လစ်သဖြင့်ချင်းဆက်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းတို့သည် ထကြ၍ဟောကျန်တာတဲ့မှာတခင်ရှုကားတိုင်းတက်တဲ့ခါဒီသင်္ချိုင်းကိုယ်တွေပွင့်ထွက်ခြင်းအဲ့ဒါအအောင်စရာကောင်းတယ်။ဟောတခင်ရှုခရစ်တော်ကထူးခြားတာသူက သင်္ချိုင်းမှာနေတဲ့ဖခင်မဟုတ်ပါဘူးမေဆွေ။ သင်းချိုင်းကနေထမြောက်တဲ့ဖေယားဖြစ်တယ်။နားလေအောင်ပြောရင် तू ကတည်တဲ့နေရာမှာနေတာမဟုတ်အသက်ရှင်ပြီးလူတွေနဲ့အတူနေတဲ့ဖေယားဖြစ်တယ်။တောင်ဒီနေ့ကျွန်တော်ရဲ့အသက်တံမှာကျွန်တော်ဘဝမှာတည်ဆုံးတဲ့အရာတို့ဘဝမှာဟာလာဆုံးရှုံးသွားတဲ့အရာတို့အလုံးဟာပြန်လည်ပွင့်ထွက်နိုင်တာတခိယေရှုအားဖြင့်ပဲဖြစ်တယ်။တောင်ဒီယေရှုကလည်းတက်တဲ့အခါမှာဒီသင်းချိုင်းတွေပွင့်ထွက်တယ်။ ကြတဲ့ဖြစ်ရရှိခုမှာပထမတစ်ခုကသင်္ချိုင်းပွင့်ထွက်သွားတယ်။အဲ့ဒီသင်္ချိုင်းကနေလူတွေထမြောက်တယ်။အဲတော့ကျွန်တော်ဒီ rapture လို့ခေါ်တဲ့ချီဆောင်ရင်းလာရင်လေကျွန်တော်ယုံကြည်သူတွေအလုံးအသက်ရှင်တဲ့သူတွေကလည်းမျက်စိတမိတ်လျက်တစ်ပြတ်တွင်ပြောင်းနေပြီးတော့ကောင်းငင်ကိုကျွန်တော်ကချီဆောင်ရင်းခါသင်္ချိုင်းမှာရှိတဲ့သူတွေလည်းပါပဲထမြောက်မယ်။အဲ့ဒီရလုံငယ်နဲ့နှစ်နှစ်ထောင်ကျော်တခိရှုကားတိုင်းတက်ကလေးကတင်းကျိုင်းနေပွတ်ထွက်တယ် တာဘာလို့ပုံဆောင်လဲဆိုတော့တင်းချိုင်းကိုဂူလို့ဆိုတာကပိတ်ပြီးသွားရင် ပြန်မပွင့်တဲ့နေရာပြန်မပွင့်တဲ့နေရာတွေဖြစ်တယ်။ဒါကိနေသင်္သတ္တမှာတဲ့အိမ်မှာပိတ်သွားတယ်ပွင့်လို့မရတော့ဖွင့်လို့မရတော့ဒါဒီအားလုံးကကားတိုင်းအားဖြင့်ပြန်ပွင့်မယ်ဆိုတာကိုတတွေ့ရတယ်။ဒါကိနေမကွက်တော်နားထောင်နေသူများတဲ့အသက်တာမှာပိတ်နေတဲ့အရာထားပြီးတော့ဖွင့်လို့မရတဲ့အရာတွေအလုံးသခင်ယေရှုကားတိုင်းဟာပြန်ဖွင့်လို့ရတယ်ဆိုတော့သတ်တွေ့ရတယ် ောင်ချမ်းသာထဲမှာလာစရုကျွန်တော်အားလုံးသိတယ်။ကျောင်းအခန်းကြီး7တခန်းလုံးဖိုက်ရင်တွေ့ရမယ်။သူတည်သွားတယ်။တခိရှုကလာစရုထွက်ခဲ့လို့ပြောတဲ့ကအဲ့သင်းချိုင်းကနေပွင့်ထွက်ပြီးလာစရုထွက်ခဲ့ရတယ်။အောင်းစရာတတိရနေရှင်လား။နောက်မုတ်ဆိုးမရဲ့သားနိုင်နာမျိုးကမုတ်ဆိုးမသား။လူကခန်းကြီးခွနဲ့ငယ်7တက်က18တိဖိုက်ရင်ကျွန်တော်တွေ့ရမယ်။သူလေးဂူလေးကိုသွင်းဖို့ဒါပေမဲ့အဲ့ဂူလေးသွင်းစရာမလိုပဲအဲ့ဒီခလေးကိုလှုပ်လှန်ထလို့ဆိုတော့အဲ့ဒီလူငယ်ကထထိုင်တယ်။ နိုင်နာမျိုးမုတ်ဆိုးမတာသူ့ကြိုဖို့သွားနေတာဒီလူငယ်လေးကိုဒါပေမဲ့တကယ်ဆိုအမိန်နဲ့ဂူရဲမသွင်းမဲ့သူကထထိုင်တယ်လာစုကြတော့ဂူဂူရဲကနေပွန့်ထွက်ပြီးထလာတယ်ဒါကလေးဘဝမှာကျွန်တော်ဆုံဆုံချင်းကိုသွားနေတယ်ငိုကျွေးချင်းခြေခွေးချင်းကိုသွားတယ်ဒါပေမဲ့အဲ့ထဲကနေထမြောက်ချင်းပြန်ရအောင်ဟာဆုံဆုံသွားပြီးခြေခွေးသွားပြီးငိုကျွေးရပြီးဘာမှမရှိတော့ပိတ်ထားရင်လည်းပြန်ပွန့်ထွက်အောင်ပြန်လုပ်နိုင်တယ်အီဒီကထွက်ပြန်တော့ကတော့ဖြစ်တယ် ။နောက်ယာယီယူရဲ့သမီးလေးသူလည်းသေတာပူပူနွေ့နွေ့လေးအသက်၁၂နှစ်သမီးလေး။ဒါပေမဲ့တခေရှုကတလိသာကုမီလို့ပြောတဲ့အခါသူ့အကူရဲသွင်းစရာမလိုပဲပြန်ထလာတယ်။ဟောဒီနေ့အားပေးခြင်းနဲ့မိတ်ဆွေအသက်တာမှာတဲ့မှာဆုံရှုံခြင်းနဲ့သွားနေခြင်းလေးတခေရှုအမိတ်ကပြန်ထစေတယ်။တခါဒီဆုံဆုံသွားပြီဘာမှမရှိတော့ဘူးပြောရင်လေပွန့်ထွက်ပြီးအံ့ဩပွေပြန်ဖြစ်နိုင်တယ်အဲ့ဒါကားတိုင်းအဖြစ်မေးရတယ် ရွှေနဲ့မရောငွေနဲ့မရောအခြားအရာနဲ့မရောသခင်ရှုကားတိုင်းအားဖြင့်ပဲရတယ်။ဒါဒီကိနေလောကမှာလူဟာယုတ်တိအပျက်စီးသွားတဲ့အခါရှိတယ်။ယုတ်တိအဆုံးဆုံးသွားတာ၊ယုတ်တိအမြောင်းလေးရမဲ့သွားတာ၊ယုတ်တိအအားကိုးရမဲ့သွားတာ။အဲ့ဒီထဲကနေပြန်ပြီးလွတ်မြောက်ခြင်းရအောင်သခင်ယေရှုလုပ်ပေးလိုက်။ဒါဒီကိနေသင်္သက်တာမှာဒီနှုတ်ဘတော်ကိုနားထောင်တဲ့သူများယုတ်တိအတိတ်အထဲမှာဆုံးဆုံးသွားတာ။ခဏလေးအတွင်းမှာပျောက်ပြတ်သွားတာ။ဘဝကြီးဆုံးဆုံးသွားတာ၊ကုန်ခန်းသွားတာ။ ဒါရီယန်တော့ကားရိုင်တော်ကိုအာယုံပြုကားရိုင်တော်ကနေတုံ့ပြန်မြောက်သောနေ့မှာထမြောက်ခဲ့တဲ့သခင်ယေရှုကိုအာယုံပြုရင်တစ်ချက်သေးပြန်ပွင့်ထွက်ခြင်းရှိတယ်။ဒါကြောင့်ဒီကနေ့ကားရိုင်ကိုအာယုံပြုသူထိုကားရိုင်ပေါ်ကသခင်ယေရှုကိုအကျွေးမဲ့ယုံကြည်သူတို့အားထိုသခင်ရဲ့အာအဝယ်ပြုခြင်းကိုခံစားရမှာဖြစ်တယ်။ဒါကယေရှုကားတိုင်းတက်တဲ့အခါထူးခြားတဲ့ဖြစ်ရဲ့ရှစ်ခုမှာပထမတစ်ခုသည်သင်ချိုင်းကိုပွင့်ထွက်သွားတာ။ ဟောဒီနေ့ပိတ်ဆို့ထားတဲ့အရာတွေပွင့်ထွက်အောင်သခင်ရှုလုံနိုင်နေအဲ့ဒီသခင်ရှုကိုနေ့စဉ်ကြည့်ပါကားလိုက်တော်နဲ့သက်ဆိုင်ပြီးနေ့စဉ်ဝန်ခံရထိုးဖျားအဖြစ်ကျွန်ကျမမှာပွင့်ထွက်ခြင်းရှိတယ်လို့ဝန်ခံရင်ထိုးအသည့်ပွင့်အောင်သင်ခံစားရမှာဖြစ်တယ်ကျမ်းသာရောက်ချင်းစီတိုင်းဖြတ်ချက်ကောင်းချီးပေးပါစေ God bless you all ကျွန်တော်နှစ်ဖန် 2025မတ်လ29ရက်နေ့နနက်6:00နာရီမှာကျွန်တော်ချက်ရင်းယုံကြည်ခြင်းနှစ်ချင်းသိတော့မှာအာယုဝေပြုကိုယ်ခွင့်ရှိတယ်ကျွန်တော်ပဲဓမ္မဒေသနာဘုရင်ခါမှာဖြစ်လို့ကျွန်တော်20နဲ့ အဲ30ရက်နေ့တနင်္ဂနွေနေ့မနက်9:00နာရီမှာလေကျွန်တော်ချက်ရင်းညချင်းနဲ့ချင်းတော်မှာတနင်္ဂနွေဝိပု9ခွေချင်းရှိတယ်9:00နာရီ9:00နာရီခွဲ praise and worship 9:00နာရီခွဲကနေ7:00နာရီထိဝိပု9ခွေချင်းရှိတယ်ကျွန်တော်ဗေဒမဒေသနာဝင်ကမှာဖြစ်တယ်အလုံးကိုလွှဲထွေးစွာကျူစွရီဒီသင်္ကန်းစာတော့လာမယ့်တနင်္လာနေ့ညမဆောင်ချိန်ညနေ3:00နာရီခွဲမှာပြန်လည်ပြီးတော့ကျွန်တော်တို့ဆင်ခြင်ခွန်အားယူမှာဖြစ်တယ်ဒီနေ့ကြည့်ရှုခွန်အားယူသောသူအလုံးကိုဖြတ်ရှက်ကမ်းချီးပေးပါစေဒီနေ့ညမပြီမှာရုပ်ပြည့်ရဲ့ငလင်းကြောင့်ကိုယ်အင်းအသက်စီးစိမ် ပစိဆုံးရှုံးတဲ့သူတွေအားလုံးတို့ကျွန်တော်ထပ်တူထပ်မြခန်းစားရကြောင်းနဲ့တကွအားလုံးတို့ကျွန်တော်အထူးစတောင်းပေးလျက်ရှိကြောင်းကျွန်တော်အားလုံးပေါ်မှာလုံခြုံခြင်းတက်ရောက်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနှိကုံချုပ်လို့လေအားလုံးကိုဖျက်ဆက်ကောင်းချီးပေးပါစေစတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါတစ်ချက်ဖျက်ထန်တော်ပတ်မှာကောင်းချီးဖျက်ပြသည်ဒီကနေ့မြန်မာပြည်မှာငလင်လှုပ်တော်ကြောင်း ရုပ်တည်းရဲ့ဆုံရှုံပြီးခြေခွဲလေးမျက်ရည်ချပြီးတောကဒုက္ခရောက်နေတဲ့သူများရဲ့မျက်ရည်တုတ်ပေးခြင်း မိသားစုတွေမှာဆုံရှုံသွားတဲ့အရာတွေတဲကကောင်းကြီးပြန်လေရစေခြင်းမြမပီနဲ့ကဘာကြီးမှာငလင်းမုံတိုင်းဖယားရှင်ဖေရှားပြီးခြင်းနဲ့တကွာဒီနေ့မွနေ့ချောက်တဲ့မွနေ့ရှင်များမင်္ဂလာနဲ့ပါလေချောက်တော့သူများဘုန်းတော်ဝန်စားသောသူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမှုရရှိခြင်းအထူးသဖြင့်မောင်လေးမျိုးမှာအများကြီးငလင်းကြောင့်ဆုံရှုံသွားသောသူတွေရဲ့ ဆုံးရှုံးမှုတွေကနေကောင်းကြီးမင်္ဂလာဖျားရှင်ပြန်လည်ပြင်ဆင်ပေးခြင်းကိုကြီးကယ်ဆယ်ရေးအတွက်လှုပ်ဆောင်နေတဲ့သူတွေကိုဖျားရှင်ခေါ်အားပေးခြင်းနဲ့တကွာမြန်မာပြည်ပြည်နယ်နဲ့တိုင်းသီးသီးမှာငလင်တန်ကြောင့်ဒုက္ခရောက်သောသူများနောက်ထပ်ငလင်လာမှာကိုစိုးရိမ်ပူပန်နေသောသူတွေအတွက်ငလင်လှုပ်ခြင်းကနေကွက်ကခြင်းနဲ့တူမြန်မာပြည်နယ်တကွာလုံးကနေကြည့်ရှုနေတဲ့ online ပရိသတ် YouTube Facebook ပရိသတ်အားလုံးပေါ်သို့ယနေ့မှစကားလာဆင်မြန်ကောင်းကြီးဖျားဖျားတက်ရောက်ပြီးရှိတည်နေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကျေးဇူးသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေကျွန်တော်ပြန်လေတွေ့ဆုံကြပါစို့ဒီပေါ်မှာတော့ကောင်းစီ